ခရစ်တော်၌ချီးရတဲ့မိသားစုဝင်များအားလုံးမင်္ဂလာပါ International Miracle Maker Bangkok တင်းတော်ကနေပြီးတော့မကြခင်မှာ New Life ရက်40အသက်တာတဲ့သင်တန်းကိုဖွင့်လှစ်တော်မှာပဲဖြစ်ပါတယ် ဒီတန်တန်းကိုမြန်မာပြည်အနှက်နဲ့တချို့တော့ကမ္ဘာနိုင်ငံအတီးတီးတွေမှာဖွင့်လှစ်ခဲ့တာအကြိမ်ပေါင်းမြောက်များစွာ ရှိခဲ့ပြီဖြစ်ပါတယ်ဒီတန်တန်းတက်ရောက်ခြင်းအပြင်လူပေါင်းမြောက်များစွာဟာအသက်ရှင်သောဖခင်ရဲ့ယဉ်နီကျွမ်းဝင်ပြီးတော့တကယ်ကောင်းကြီးဖြစ်စေခဲ့တဲ့တန်တန်းလေးပဲဖြစ်ပါတယ်ဒီတန်တန်းကိုဖွင့်လှစ်ရခြင်းရဲ့ရည်ရွယ်ချက်ကတော့ သက်အရွယ်အပိုင်းခြားမရွေးသခင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံလျက်တန်ရှင်တော်ဝိညာဉ်တော်နဲ့ပြည့်ဝပြီးတော့နောက်ဆုံးသောမဟာရိတ်သိမ်းပွဲမှာခရစ်တော်အတွက်ရဲရင်စွာ အသက်ရှင်မဲ့ယုံကြည်သူညီကိုမောင်နှမတွေကို မွေးထုတ်ပေးနေတဲ့တန်တန်းလေးပဲဖြစ်ပါတယ်လောကမှာအသက်ရှင်တဲ့အခါမှာဖခင်တခင်ထားတဲ့ရည်ရွယ်ချက်အပေါ်မှာကောင်းစွာသဘောပေါက်နားလည်ပြီးတော့မိမိအသက်တာကိုတည့်ရပြီးတည့်ရဝိညာဉ်ပိုင်းဆိုင်ရာခန္ဓာပိုင်းဆိုင်ရာစိတ်ဓာတ်ပိုင်းဆိုင်ရာ တိုးတက်ကြီးထွားရင့်ကျက်ခြင်းနဲ့အတူတူအသက်ရှင်သက်တော်သူများဖြစ်ဖို့ရန်အတွက်ဖွင့်လှစ်ထားခြင်းပဲဖြစ်ပါတယ် new life training ဖွင့်ခဲ့တဲ့အချင်းချင်းတိုင်းမှာတက်ရောက်ခဲ့တဲ့ကျောင်းသူကျောင်းသားတိုင်းဟာလေဒီနေ့ဒီအချိန်မှာမိမိရှိနေတဲ့နေရာမှာမိမိရဲ့မိသားစုတွေထဲမှာမိမိရဲ့လုပ်ငန်းတွေထဲမှာတကယ်ဘဝကိုတန်ဖိုးရှိစွာနဲ့အသက်ရှင်ပြီးတော့အသက်တာမှာများစွာ breakthrough ဖြစ်ပြီးတော့ဖျားနိုင်ငံဖျားဘုံတော်အတွက် က်ရှင်ပြီးတော့ဖရာရဲ့အမှုတော်မြတ်ထဲမှာတက်ကြွတောက်လောင်တဲ့အစည်းခံနေတဲ့သူတွေမြောက်များစွာရှိခဲ့ပြီးပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ချစ်ရတဲ့ညီကိုမောင်နှမတွေတင်းရဲ့မိသားစုထဲမှာလုံနှန်းနေထဲမှာတင်းရဲ့ပတ်ဝန်းကျင်တွေထဲမှာဒီနေ့မြန်မာစာကိုကောင်းမွန်စွာရေးတက်ဖတ်တတ်တဲ့ဆိုရင် new life တင်ဒန်းကိုလာပြီးတော့ join စီချင်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်ဒီနေ့သူတို့ရဲ့အတက်တာဟာအရင်နှုန်းကနဲ့လုံးဝမတူဘဲနဲ့ဒီ new life training မှာဖရာနဲ့နဖူးတွေ့ဒူးတွေ့တွေ့ လျက်တန်ရှင်တော်ဝိညာဉ်တော်ဖရာနဲ့နဗန်းလုံးပြီးတော့ဒီနေရာမှာตาရွေ့သမတရားကို အခြေခံကြကြတာ၍နားလေပြီးတော့ဘဝအတ္တတာမှာတကယ်ဖရာရဲ့ဘုံကိုတည်ဆောင်ခြင်းနဲ့အတူတူဖရာရဲ့ဘုံကိုထင်ရှားစေမဲ့သူတွေအဖြစ်ဒီနေ့အပြောင်းအလဲတွေဖြစ်မှာဖြစ်လို့ကျမဒီနေရာကနေ new life တင်တန်းကိုဒီနေ့တက်ရောက်ဖို့ရန်အတွက်အရောက်ချင်းစီတိုင်းကိုဖိတ်ခေါ်ချင်ပါတယ် New Life ရက်40စံစာကျောင်းဟာဒီနေ့ဝิญဉ်ပိုင်းဆိုင်ရာကိုပဲတင်ပေးတဲ့ကျောင်းမဟုတ်ဘဲနဲ့စံစာတစ်ခုကိုပဲတင်ပေးတဲ့ကျောင်းမဟုတ်ဘဲနဲ့ တင်းရဲ့ဘဝအတက်တာတင်းရဲ့အသွေးခေါ်တင်းရဲ့အမြင်တင်းရဲ့အကျင့်စရိုက်အရာအားလုံးကို အပြောင်းအလဲဖြစ်စေမယ်။ကျောင်းလေးပဲဖြစ်ပါတယ်။ကျောင်းမှာတမချန်းစာပဲမဟုတ်ဘဲနဲ့ activity ပေါင်းမြောက်များစွာလဲပါလို့တင်းတကယ်စိတ်ဝင်စားမယ်တင်တန်းဖြစ်မယ်ဆိုတော့ကျွန်မအထူးပဲယုံကြည်ပါတယ်။တင်တန်းဖွင့်မဲ့ကာလကတော့နိုဝင်ဘာ30ရက်နေ့ကနေပြီးတော့ January 6ရက်နေ့မှာ ចောင်းសិមមកပဲဖြစ်ပါတယ်ဒါကြောင့်မလို့ឈិះရတဲ့ညီកូនမောင်တို့တွေ new life ចန်းសាចောင်းဟာလူဥយအကန့်အတတ်နဲ့ဖွင့်လက်มาဖြစ်တာဖြစ်တဲ့အတွက်ဒီနေ့တင်းရဲ့မိသားစုတွေထဲမှာတက်ရောက်ဖို့ရန်အတွက်ရှိခဲ့မယ်ဆိုရင်အ мян ဆုံးဆက်တွယ်ပြီးတော့စည်ရင်ပေးသွင်းဖို့ရန်အတွက်ကျွန်မဒီနေရာကနေတည်င်းကောင်းလေးပြောပြပေးချင်ပါတယ်အရောက်တိုင်းပေါ်မှာဘုရားထူကောင်းချီးပေးပါစေ